ားလုံးပဲမင်္ဂလာပါခင်ဗျာဆရာမဲမြတ်တို့ရာရေးသားတော်စာပလင်မင်းအောင်နဲ့ရွှေတန်လျဲလို့အမည်ရတဲ့လုံချင်းဝှထုရှိကိုအပိုင်းခွနဲ့အနေနဲ့ကျွန်တော်ကိုရှိတာမှဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာကျင်းမုံဒီပဋိမျိုးကိုရောက်တော့ဆက်သက်တေဥမြဆိုင်ရဲ့တရင်ကိုစုံစမ်းကြည့်လိုက်တော့ဥမြဆိုင်ဒီကာနာလန်ကနှစ်ထပ်တိုက်ကြီးမှာနေထိုင်သူဖြစ်ကြောင်းသိရသည် ။ဦးမြစိန်ရဲ့တိုက်ရင်ကြီးချစ်ကိုကျေးမုံရောက်သွားတဲ့အခါဦးမြစိန်ကတော်ကြီးဒီဦးမြစိန်မျိုးလေကောင်ကပတိမဲရွေးပွဲမှာဒိုင်းလူကြီးလုံနေကြအောင်ပြောပြီးကျေးမုံကိုစူးစမ်းဟန်နဲ့နေပါဦးမိန်းကလေးကမဲပြိုင်ခွဲဝင်ခြင်းလို့ကျောက်ယောက်ျားကိုလာဆောင်စမ်းတာလားဟုမေးမြလိုက်တော့ကျင်းမုံကကမန်းကရန်လက်ကပြပြီးအမလေးကျမကျမမပြန်ကျင်ပါဘူးရှင်ဟိုညင်းစာလိုက်သည် ဦးမြဆိုင်ကတော့ကြီးကကျင်းမုံရဲ့စကားကိုယုံကြည်ဟန်မရှိပဲမကြတဲ့ကြနဲ့အမလေးအခုခေတ်ကောင်းမတွေများမဲပြိုင်ပွဲနိုင်ခြင်းလို့ငါးယောက်ကြားအိုကြီးအိုမကိုများလာတော်မြှူဆွဲနေတယ်ဟုပြောလိုက်သည်ကျင်းမုံသည်စတတေဦးမြဆိုင်ကိုမျိုးရှိတော်လန်ရေးသမားတယောက်လိုတော့မယူဆခြင်းတော့တိုင်းရေးပြည်ရေးမဆွေးနေပဲအလှမဲပြိုင်ပွဲမှာဒိုင်းလိုကြီးလှုပ်ပြီးအရှိန်ကုန်းနေသည်ကျင်းမုံသည်မျိုးလေကောင်ကမဲပြိုင်ပွဲကျင်းပနေတဲ့ခမ်းမကြီးကိုလိုက်သွားသည် ခမ်းမကြီးတခုလိုပိုးပဲကလေးပါဝစ်စင်ထားတဲ့လူတွေနဲ့ပြည့်နှက်နေသည်ခမ်းမကြီးရဲ့အဝင်ပေါက်မှာ ပတိမေပြိုင်ပွဲဆိုတဲ့ကလေးပါဆိုင်းပုတ်ကြီးချိန်ဆွဲထားသည်ကျင်းမုံခမ်းမချေရောက်တော့အဆောင်လူငယ်ကခမ်းမတဲ့ကိုဖိတ်စာပါမှဝင်ခွင့်ပြုပါလေခမညာဟိုတားဆီးလိုက်တဲ့အတွေ့ကျင်းမုံဒီအခက်ကျုပ်ကြုံသွားရသည်ပြီးတော့မှအကြံရပြီးအိတ်ထဲကပတ်ဆက်တမှုကိုထုတ်ပြီး ဒီဒီဖိစာနဲ့တက်လို့ရလားဟုမေးမြန်းလိုက်တော့အဆောင်လူငယ်က ပတ်စံတမူးကိုမတိမတာယူလိုက်ပြီရပါတယ်အမဟုဆိုပြီးကျင်းမုံကိုခမ်းမာတဲ့ဝင်ဝင်ပြူလိုက်သည်ခမ်းမာတစ်ခုလုံးရောင်စုံဘောလုံးတွေဖဲချိုးတွေနဲ့အလှဆင်ထားသည်မဲပြိုင်ွယ်တက်ရောက်သူတွေကိုအကျွေးမွေးနဲ့ဧည့်ခံဖို့အစီအစဉ်ထားသည်ကျင်းမုံသည်လှေကားအတိုင်းအပေါ်တက်ကိုတက်သွားပြီးခမ်းမာကြီးထဲမှာစက်တထေဥမြစိန်ကိုခြာခွေကြည့်သည် စင်မြင့်ကြီးရဲ့ခြေဆုံးတန်းကဆိုဖာပေါ်မှာမြို့ကန်လူကြီးများကိုတရေတများများနဲ့တွေ့ရသည်ကျင်းမုံသည်အသက်ကြီးမှရမက်ကြီးနေတဲ့အဖိုးကြီးတွေကိုကြည့်ပြီးဒီလိုလူကြီးတွေနဲ့ငါတို့တိုင်းပြည်ဘလို့လွတ်လပ်ရေးရမှာလဲဟုတွေးလိုက်မိသည်ကျင်းမုံသည် အလှမယ်တွေကိုမျက်တောင်မခတ်တမ်းကြည့်နေတဲ့လူကြီးတို့ဦးရဲ့ပခုံးကိုပုတ်ပြီးစသရေဦးမြဆိုင်ကိုတိပါလာချင်းဟုမိန်မြလိုက်တော့လူကြီးကသူ့ကိုအာယုံပြက်အောင်လှုပ်တဲ့သူကိုမကြင်မချန်လှက်ကြည့်လိုက်ပြီး မိမချော်လေးတယောက်ဖြစ်ကြောင်းတွေ့လိုက်ရတော့အဲညမလေးကအလှမယ်ပြိုင်ကျင်လို့လားညမလေးသာပြိုင်မယ်ဆိုရင်မဲပွဲရမှာတေးချရတယ်ဟိုပြုံးဖြီးဖြီးပြော့လိုက်လေသည်ကျင်းမုံကလူကြီးကိုယွန်ချသွားနဲ့ကြည့်လိုက်ပြီးဦးမြဆိုင်ကိုတိပါသလားဟိုမေးလိုက်ပြန်သည်လူကြီးကမျက်နှာဝတ်တက်ပြီးအိုးဟိုအခြေဆုံးကတရေတများများကြပြီးကြည့်နေတာအဲ့လားဦးမြဆိုင်ပဲဟိုဖြေလိုက်လေသည် ကျင်းမုံကဦးမြစိန်ရဲ့အနီးဆုံးကိုရောက်အောင်တိုးခွေသွားတော့ဦးမြစိန်ကလှက်ကြည့်ပြီးကျင်းမုံရဲ့လှပချောမောလာတဲ့လုပ်ရည်ရုပ်ရည်ကိုမြင်သွားလာတဲ့အခါဟင်ညီမလေးဝင်ပြိုင်ကျင်လို့လားပြိုင်ပါပြိုင်ပါအကိုကြီးတို့ကအမှတ်များကြီးပေးမှာပါဟုဆိုလိုက်လေသည်ကျင်းမုံသည်ဦးမြစိန်ကိုစိတ်ပြက်လက်ပြက်ကြည့်ပြီးကျမအလှမယ်မပြိုင်ပါဘူးဦးမြစိန်နဲ့စကားနဲ့နဲ့ပြောကျင်လို့ပါဟုဆိုလိုက်တော့ဦးမြစိန်ကပြုံးဖြီးဖြီးနဲ့ အေးဘာစကားဘာစကားများပြောပါလေကွယ်ပြောပါ ပြောပါကြားကျင်လာပြီဟိုဆိုလိုက်တော့ကျင်းမုံကဦးမြစိန်ကိုပို့၍ယွန်သွားလေသည်ကျင်းမုံကသူမနောက်ကို လိုက်ဖို့လိုက်ခဲဖို့ခေါ်တော့ဦးမြစိန်ရဲ့အပေါင်းပါလူကြီးတွေသည်တဟီဟီတဟဟနဲ့ပွဲကြအောင်ရဲမောနေကြသည်ကျင်းမုံသည်ဦးမြစိန်ကိုဆင်အနောက်သို့ခေါ်သွားပြီးအချိန်တိတ်မရှိတော့ဘူးဦးမြစိန်ရှင်ရင်မဟုတ်တဲ့နေရာမှာအချိန်ဖြုံးမနေနဲ့ကျမကို ကိုဘိုးကြီးက တရေဖုံးစာအုပ်ကလေးတော့ပေးခိုင်းလိုက်တယ်ဟုဆိုလိုက်တော့ဥမြဆိုင်ရဲ့မျက်နှာမတိမတာပြတ်သွားပြီမိန်းကလေးဘာတွေပြောနေတာလဲဒီအချိန်မှာကျုပ်မဲပြိုင်ပွဲရဲ့အကဲခတ်လူကြီးမင်းပြောတာငါတခုမှနားမလည်ဘူးဟုတ်ပြောပြီးကျင်းမုံရှိကပြန်ထွက်သွားလို့ကျင်းမုံကဥမြဆိုင်ရဲ့လက်ကိုဆွဲလိုက်ပြီဒီမှာရှင်ဟာစက်တရီဥမြဆိုင်မဟုတ်ဘူးလားဟုတ်မင်းမြန်လိုက်တော့ဥမြဆိုင်ကယုံဖွဲ့ပြီး မင်းတော်တော်ဂုံတိတ်ခါမဲတဲ့မင်းကလေးပါလားအကူမဲအလားမိုင်ပြန်ပြန်ချင်းရိုးရိုးပြန်ငါ့ကိုလက်သေးလက်ယူတော့လာမလုံးနဲ့ဟုအော်ဟစ်ရင်ကျင်းမုံမျက်နာကိုစစ်စစ်ကြည့်ပြီးတန်ဝင်းကျင်ကိုလည်းတတိထားပါဦးဟုပြောပြီးထွက်သွားလေသည်ကျင်းမုံသည်ဦးမြဆိုင်ရဲ့အမိုးရကြောင့်ဒေါသပုံထထသွားပြီးကြံရင်ခဲ့သည်ခမရဲကဒေါသတကြီးထွက်ဖို့ပြင်နေတော့မိန်းကလေးတယောက်ကလက်ဆွဲပြီးညမ ဘေးလက်ရင်နဲ့မုတ်စားပါဩဟုဖိတ်ခေါ်တာနဲ့ဇပွဲတစ်လုံးမှာဝင်ထိုင်လိုက်ရသည်ကျင်းမုံသည်ဇပွဲကုန်မှာထိုင်ပြီးဘေးလက်ရည်တောက်ရင်ဥမြဆိုင်ရဲ့အမူအရာတွေကို ပြန်လည်၍မြင်အောင်ပြီးဒေါသထွက်နေမိသည်ဥမြဆိုင်ကျင်းမုံသည်ဥမြဆိုင်ရဲ့နောက်ဆုံးစကားကြောင့်မျက်မှောင်ကျုံလိုက်မိသည်ဥမြဆိုင်သည်ကျင်းမုံရဲ့မျက်လုံးချင်းစုံအောင်ကြည့်ပြီးပန်ဝင်းကျင်ကိုတတိထားပါမင်းကလေးဟုဆိုခဲ့သည်ဒါဟာဥမြဆိုင်သူ့မကိုအဆက်ပေးလိုက်တာလား ကျင်းမုံဘီလက်ရည်တောင်ရင် တွေးနေစဉ်ဇပွဲတို့ကောင်လေးတယောက်အနည်းကိုရောက်လာပြီအမမဟုတ်စားပါဦးစားပြစ်အောင်စားနော်ဟုဆိုပြီးကျင်းမုံရှိဇပွဲပေါ်ကိုမုတ်ပကံကိုတင်လိုက်လေသည်ကျင်းမုံသည်ဇပွဲတို့ရဲ့ထူးခြားတဲ့အမူအရာနဲ့အပြောဆိုကြောင်းဒါလီမုတ်တစ်ခုကိုယူလိုက်တဲ့အခါမုတ်ပကံအောက်မှာလက်ရည်တော်တော်နဲ့ရေးထားတဲ့စားတဲ့ဆောင်ကိုတွေ့ရသည်ကျင်းမုံမတိမတာဖတ်ကြည့်လိုက်တော့စာထဲမှာပလိတ်တွေပက်လေဝိုင်းနေတယ် အနီရောင်မဖလာပတ်ထားတဲ့သူတွေတိုင်းပလိတ်တွေပဲစာအုပ်ကိုခမ်းမအနောက်ကအမိုက်ပုံးထဲကိုပြစ်ထားခဲ့ပါကျုပ်တို့ယူလိုက်မယ်ဟုရေးသားထားလေသည်ကျင်းမုံဒီဒီတော်မှာဥမြစိန်ကိုအထင်မှားသွားကြောင်းရိတ်စားမိလိုက်သည်ဥမြစိန်ဒီပလိတ်တွေစောင့်ကြည့်နေတဲ့အတွက်တနာယူကြီးတယောက်လိုဟန်ဆောင်နေတာဖြစ်ပုံရသည်ကျင်းမုံဒီဥမြစိန်ကိုအထင်မှားခဲ့မိတဲ့အတွက်စိတ်ထဲကနေပဲတောင်းပန်လိုက်သည် ပတ်ဝန်းကျင်ကို မသိမသာသတိထားကြည့်လိုက်တော့အနီရောင်မာဖလာဝတ်ဆင်ထားတဲ့လူတော်တော်များများကိုတွေ့ရသည်မာဖလာဝတ်လူတွေသည်ကျင်းမုံအနီကိုမသိမသာတိုးကပ်လာသည်ဇပွဲတိုးလေးကမုတ်ပကံကိုပြန်သိမ်းရင်းလေးတန်းတိုးတိုးနဲ့ပြေးပြီတော့အမအမအမကိုဖမ်းတော့မယ်ဟိုအရေးတကြီးသတိပေးသည်ကျင်းမုံဒီရင်ထဲမှာထိတ်ခနဲဖြစ်သွားပြီးအပေါ့ဝကိုကြည့်လိုက်တော့မာဖလာဝဲလူတွေကိုပြန်တွေ့ရသည်ပလိတ်တွေဒီသူမရဲ့ ဝင်လန်းထွက်လန်းတွေကိုအားလုံးပိတ်လိုက်ကြလိမ့်ပြီ။သူမအနေနဲ့ဆရာကြီးမိသားစုအတွေ့ကိုပွားကိုလိုက်လံရှာဖွေပြီးဂလက်စားချေရပေမဲ့တောင်းဝန်တရားရှိနေသေးသည်။ပလိလက်မှာအဖမ်းခံဖို့မဖြစ်သေး။ကျင်းမုံဒီပြေးဖို့အကြံထုတ်ရင်းခေါင်းထဲကိုအကြံတစ်ခုလက်ခနဲဝင်ရောက်လာသည်။ဒါကြောင့်မဲပြိုင်ပွဲကျင်းပတဲ့နေရာကိုခြောက်သွားပြီးပြိုင်ပွဲဝင်ကျင်ကြောင်းပြောလိုက်တော့တက်ချောင်းကိုအဖိုးကြီးတွေသည် ကျင်းမုံရဲ့စွန်ကားတဲ့တင်ကိုမျက်လုံးကြုံမတက်ကြည့်လိုက်ပြီးအေးပြိုင်ပါပြိုင်ပါအကိုကြီးတို့အမှတ်တွေအများကြီးပေးမယ်ဟုပြောလိုက်ကြသည်ပြီးတော့မိမပြိုတစုကကျင်းမုံကိုဆင်းပြေးအနောက်ကအလှပြင်းတဲ့အခန်းကိုခေါ်သွားသည်မိမပြိုလေးတွေသည်ကျင်းမုံရဲ့ချောမောလှပတဲ့မျက်နှာနဲ့တောင်တင်းတဲ့ကိုလုံးကိုပေါက်ကိုကြည့်ပြီးအမအမပြန်ရင်ပသိမ်မယ်ဘွက်ကိုကျင်းတည်ရမှာတေချာတယ်ဟု ဝိုင်းဝန်းရှိကြပြီး ပြိုင်ပွဲဝင်ပြိုင်ဖို့ဝစ်စုံမရှိတဲ့ကျင်းပုံကိုသူမတို့ရဲ့အဝယ်စားတွေငားရမ်းပေးကြသည်ကျင်းပုံသည်မိန်းကလေးတွေပြင်ပြီးလို့မှန်ထဲမှာမိမိရဲ့ပုံရိပ်ကိုမြင်တွေ့ရတဲ့အခါအလွန်ပင်အံ့ဩသွားသည်မိမိကိုယ်ကိုမိမိဒီလောက် ရှောမောလပတာတခါမှမမြင်ဘူးပဲကျင်းပုံအလှပြင်ပြီးတာနဲ့စင်ပေါ်တက်ဖို့ပြင်ဆင်ရသည်ကျင်းမုံသည်အလှမယ်တွေလိုတစ်ချိန်တစ်ခါမှကိုဟန်မပြဘူး၍အမှားမှရင်ဖြစ်မှာစိုးရိမ်နေသည် နောက်တော့မိမိပြရတဲ့လိုကိုပြမယ်ဆိုပြီးဆုံးဖြတ်လိုက်ပြီးစင်ပေါ်ကိုရင်စားအစနဲ့လျှောက်သွားလိုက်ပြီးမိမိရဲ့ရှောမောလာပတဲ့မျက်နာကိုအတက်နိုင်ဆုံးပြုံးတုံးတုံးဖြစ်အောင်ပြုလိုက်တော့အဖိုးကြီးတွေမှာလက်ခုပ်တစ်ဖြောင်းဖြောင်းတီးပြီးအားပေးတာခံရသည်ကျင်းမုံသည်မြို့ကမိန်းကလေးတယောက်မဟုတ်ပေမဲ့အားလုံးရဲ့တခဲနဲ့အားပေးခြင်းကိုခံခဲ့ရသည်ကျင်းမုံသည်အကောင်းဆုံးကိုဟန်ပြပြီးအောက်ဆင်းလာတော့ဆင်းအနီးကိုပလိတ်တွေဝိုင်းထားတာမြင်ရသည် ကျင်းမုံသည်စင်ရညာဘက်ကအနည်းဆုံးအခန်းထဲကိုဝင်ပြေးဖို့ပြင်နေတော့ပေါင်မုံတွေကိုတောင်းကြီးနဲ့ထမ်းလာတဲ့မြို့ကန်လူငယ်နှအိုးကကျင်းမုံကိုမြင်တော့ရှေ့ကပြိတ်ပြီဟဲ့အမအမတိတ်လှတယ်ပသိမ်မဖြစ်ဖို့တေချာနေပြီကျွန်တော်တို့အားပေးနေတယ်နော်တိလားဟုဆိုပြီးစကဲကြောရှင်နေပြီးတောင်းကြီးကိုတွန်းဖယ်ပြီးအခန်းထဲပြေးဝင်လိုက်တော့တောင်းကြီးမှောက်ကျသွားပြီပေါင်မုံတွေတည်တဲ့အခန်းဝမှာမှောက်ကျသွားလေသည်ကျင်းမုံရောက်သွားတဲ့အခန်းက ခမ်းမရဲ့စတိုကန်ဖြစ်ပုံရသည်စံအိတ်ကြက်တော်နီအိတ်စီပုံးတွေနဲ့မိဖို့ကြောင့်သောပစ္စည်းတွေကိုမြင်လိုက်ရသည်ကျင်းမုံသည် စတိုကန်တစ်ဖက်ပေါက်ကအောက်လှေကားဓာတ်ကိုအစင်းပြေးဖို့ပြင်တော့လှေကားကနေပလိတ်တွေတက်လာတာမြင်ရသည်ကျင်းမုံသည်ပြေရင်ဓာတ်ဖက်နှက်ကိုချွတ်လိုက်ပြီးတော့ပြစ်ပေါက်လိုက်ရာခြေစုံကတက်လာသောပလိတ်ရဲ့နှစ်ဖူးကိုတွားမှန်တွားမှန်၍အော်ဟက်ကအောက်သို့ပြုတ်ကျသွားလေသည် မြုပ်ကန်လူတို့သည်မိမချောကလေးတယောက်ကိုပလိတ်တွေဝိုင်းဖမ်းကြတာကိုတအံတအောဖြင့်ဝိုင်းကြည့်နေကြသည်မြုပ်ကန်လူတို့သည်ကျင်းမုံကိုနှက်သက်သူများဖြစ်၍ပလိတ်များလက်ကလွတ်မြောက်အောင်လွတ်မြောက်လိုကြလေသည်ထို့ကြောင့်ကျင်းမုံပြေးဖို့လမ်းကိုမတိမတာဖွင့်ပေးပြီးပလိတ်များနှောင့်နှေးကြံ့ကြအောင်မတိမတာလမ်းပိတ်ထားကြသည်ကျင်းမုံနှင့်ပလိတ်များသည်ခန်းမထဲမှဝိုင်းဝိုင်းကြီးပက်ပက်ကစားသလိုလှက်ပက်ပြေးလွှားနေကြသည် ပလိုက်တွေသည်ကျင်းမုံကိုမဖမ်းမိတဲ့အတွက်မြို့ကန်လူထုဘက်ကိုလှည့်ပြီးတရားခံကိုဖမ်းပေးကြပါဟုတ်အော်ဟစ်ပြီးအကူအညီတောင်းလိုက်လေသည်ပလိုက်တွေကိုကြည့်မရပေမဲ့မြို့ကန်မိမကြီးတယောက်ကဘာလို့ဖမ်းပေးရမှာလဲမျက်နှာဖူကျွန်းတွေကိုဘာသာကိုဖမ်းဟုအော်ဟစ်လိုက်လေသည်ပလိုက်တွေသည်မြို့ကန်လူတို့ရဲ့အကူအညီမရမှန်းသိ၍အဖွဲနှစ်ဖွဲပေါင်းပြီးညှက်ပူးညှက်ပိတ်ဖမ်းဖို့ပြင်ဆင်ကြသည် ကျင်းမုံဒီပြင်ရင်ခမ်းမတွေကထွက်ပေါက်တစ်ခုကိုမြင်တွေ့သွားပြီးအလှမဲ့မိန်းကလေးတွေအဝေးလဲတဲ့အခန်းကြီးရာသို့ပြေးလွှားသွားသည် လမ်းမှာရှေးကကားစီးထားတဲ့ပလေးတစ်ယောက်ကိုတွေ့လို့ပေါင်ချားကိုရှေးတောင်းနဲ့စောင့်ကန်လိုက်ခါပလေးမျက်ဖြူလမ်းပြီးကြံရင်ခဲ့သည်ကျင်းမုံဒီအလှမဲ့တွေအဝေးလဲတဲ့အခန်းကိုတဒုံဒုံထုလိုက်တော့မိန်းကလေးတဦးကအဝေးလဲတဲ့တန်းတန်းကြီးနဲ့တကားကိုဖွင့်ပေးသည်ကျင်းမုံကအခန်းထဲကိုဝင်ပြေးရင်အခန်းတကားကိုရက်ချလိုက်ခါ ဒီဒီနေ့ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်လို့အားလုံးကိုတောင်းပန်ပါတယ်ဟုဆိုပြီးသူမအဝယ်အစားတွေနဲ့ကမန်းကရန်ပြန်လဲသည်ပလိတ်တွေဒီအခန်းဝါကနေတကားကိုတဒုံဒုံထုရည်နေသည်ကျင်းမုံဒီအဝယ်အစားလဲပြီးပြတင်းပေါက်တကားကို ဖွင့်ပြီးအောက်ကိုငုံကြည့်လိုက်တော့အမိုးစင်တစ်ခုကိုမြင်လို့ခုံစင်းဖို့ဆုံးဖြတ်လိုက်သည်ကျင်းမုံဒီပြတင်းပေါက်ပေါင်ပေါ်ကို တက်ရက်ပြီးတအံတော်ကြည့်နေတဲ့အလှမယ်လေးတွေကိုလက်ကပြလိုက်ပြီးသွားမယ်နော်အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်တကယ်တော့ကျမကျမလူကောင်းပါလူဆိုးမဟုတ်ပါဘူးဟုဆိုပြီးခုံချဖို့ပြင်လိုက်တော့အလှမယ်တွေကခုံမချဖို့ဝိုင်းဝန်းတားစီကြသည်ကျင်းမုံကစိတ်မပူပါနဲ့ဒီလောက်ကကျမအတွက်အသေးမွှားပါဟုဆိုပြီးအမိုးစင်ပေါ်ကိုခုံချလိုက်သည်အမိုးစင်ပေါ်ကတစင်မြေပေါ်ကိုလွှားကနေထိုက်၍ခုံချလိုက်သည် မြေပေါ်ကိုရောက်တော့အနည်းကိုပလိတအိုးရောက်လာလို့ပလိရဲ့ပေါင်ကြားကိုရှေးတောင်းနဲ့စောင့်ကန်လိုက်သည်နောက်ထပ်ပလိတအိုးရဲ့ဘိုက်ကိုရှေးတောင်းနဲ့လှမ်း၍ကန်ပြန်သည်ပြီးတော့ရှမ်းဝမ်းတကားစီတို့ပြေးခဲ့သည်ရှမ်းမြေကိုရောက်တော့ကျင်းမုံသည်မြင်းလဲတစ်စီးကိုမြင်လို့လှဲပေါ်လှွားကနေခုန်တက်ပြီးမြင်းလဲကိုမောင်းနေခဲ့သည်ကျင်းမုံသည်မြင်းလဲကိုအပြင်းမောင်းနေရင်မြစ်စိတ်ကိုရောက်သွားပြီထွက်ခါနေတင်းမောတစည်းပေါ်ကိုခုန်တက်လိုက်သည်တင်းမောထွက်သွားတော့မ ကျင်းမုံသည်အမောအပန်းဖြေရလေသည်ပလိတ်တွေလက်ကလွတ်ပြီပဲဆိုတာကိုလည်းရိတ်စားမိလိုက်လေသည်ကျင်းမုံသည်ရန်ကုန်မြို့ကိုထွက်ခဲ့သည်ရန်ကုန်မြို့ကြီးရဲ့တာယာလှပပုံတွေကိုတနေကုန်ရှောက်ကြည့်ပြီးရွှေရကုန်ရှင်ရင်ကထမင်းဆိုင်မှာညနေစာစားခဲ့သည်ဒီအချိန်မှာပဲဆိုင်ထဲကိုဝင်လာတဲ့လူတစ်ယောက်ကိုမြင်တော့ကျင်းမုံကဝမ်းသာအားရနဲ့ကပိယကြီးဟုအော်ခေါ်လိုက်သည်လူကြီးကကျင်းမုံကိုလှည့်ကြည့်လိုက်ပြီးဟင်ကျင်းမုံပါလား ကဘာကြီးကကျင်းချင်းလေးဆိုတာတကယ်ပါပဲဒါပေမဲ့ငါကကပ်ပြရကြီးမဟုတ်တော့ဘူးမကြီးမောင်ရဲ့အိမ်အောင်ကြနေပြီငါမိမနဲ့ဖျားလာဖူးတာဟုတ်ဆိုလိုက်တော့ကျင်းမောင်ကအင်းအိုင်ခါလက်လက်ဖွဲမန္တရာအစရှိတဲ့လောကီပညာရပ်တွေကိုအလုံးဝါသနာထုံနဲ့ကပ္ပိယကြီးဥဖြူသေးကိုမယုံကြည်နိုင်ဟန်နဲ့ကြည်လိုက်သည်ကပ္ပိယကြီးကရေမောပြီးအဲနင်အံ့ဩနေသလားအင်းရိုင်လက်ဖွဲ့တွေကိုဝါသနာထုံတဲ့ငါဟာ ဘေးတွင်အလုံးဝါသနာထုံနဲ့မိမတွေနဲ့တွေ့ပြီးမိမမာယာဆက်ကွင်းထဲမှာတက်ဆင်းရတာဘာထူးတလဲဟာဟုတ်ဆိုလိုက်တော့ကျင်းမုံကခေါင်းခါရမ်းပြီးမယုံနိုင်အောင်ပါပဲကပ်ပြရကြည့်ရဲ့အိုးမဟုတ်ပါဘူးငါကအရင်လိုအေးအေးဆေးဆေးမဟုတ်တော့ဘူးငါမိမကြီးနဲ့လူစုမကွဲအောင်အမိလိုက်ရအောင်ဝင် ငါနေရဲ့ပြည်မျိုးကိုနင်းလာခဲ့ပါလားဟုပြောပြီးကျင်းမုံကိုခဲတံနဲ့လိပ်စာတစ်ခုကောက်ရေးပေးလိုက်လေသည် ပြီးတော့ဆိုင်ထဲကကမိုးရှူတို့ထွက်ခွာသွားသည်ကျင်းမုံသည် အရင်လိုမငိမ့်ချမ်းတော့နဲ့သူ့ဆရာကပ္ပိယကြီးကိုကြည့်ပြီးတပြင်းချေကြီးချလိုက်မိသည်ကျင်းမုံဒီကပ္ပိယကြီးနဲ့တွေ့ချင်၍ရန်ကုန်မှာတရက်ပဲနေထိုင်ပြီးနောက်တနေ့ပြည်မြို့ကိုလိုက်သွားခဲ့သည်ပြည်မြို့ကိုရောက်တော့ကပ္ပိယကြီးရဲ့နှစ်ထပ်တိုက်ကြီးကိုမြင်တော့ကပ္ပိယကြီးရဲ့စီးပွားရေးကိုခံမှန်းမိလေသည် ကပိယကြီးသည်ကျင်းမုံကိုမြင်တော့ဝမ်းသာအားရစည်းကြိုပြီးစားကောင်းတောက်ဖွဲ့တွေနဲ့တဲခင်းဧခံသည်ဒီလိုဧခံရင်ကျင်းမုံရဲ့ဘဝကျင်းမုံဇလန်းဆောင်ကိုမေးမြန်းသည်ကျင်းမုံကသူမဘဝအလဲအပြောင်းတွေကိုအစအမအဆုံးအထိစေကာပတ်ကုံးပြောပြသည် ကပိယကြီးကခေါင်းတညင်းငယ်နဲ့နားထောင်ပြီးနင်းရဲ့ဘဝကလည်းအချိန်တိုတိုလေးအတွင်းမှာတော်တော်ဆုံခဲ့တာပဲဟုဆိုလိုက်တော့ကျင်းမုံကတက်ပြင်းချပြီးအချိန်မတိုးပါဘူးကပိယကြီးရဲ့ ကပိယကြီးနဲ့ကွဲခဲ့တာကျမပြန်ပြီးတော့ရေတွက်ကြည့်လိုက်တော့ရှင်းနှစ်တောင်ရှိပြီရှင်းနေဆိုတာလူတယောက်ရဲ့ဘဝမှာအကြီးအကျယ်ပြောင်းလဲသွားနိုင်တာပါပဲဒါနဲ့နေပါဦးကပိယကြီးကပိယကြီးရဲ့ဘဝကိုလည်းပြောပြပါဦးဟုမင်းများလိုက်သည်ကပိယကြီးကလည်းတက်ပြင်းချေချေချလိုက်ပြီငါတိကျင်တက်ရှင်နဲ့ဂံမီရပညာတွေကိုလိလာလိုက်စားဖို့ထွက်ခဲ့ရင်ရောက်လျာရက်မှာငါရဲ့စားရည်တော်ရည်အတွက်ဘေးရင်ပညာနဲ့ခြာပွေရတယ် ဒီလိုချဖွေရင်ဘေးဒင်းဆိုရင်စားကလေးဘေးဒင်းတော့အလုံးမပေးတဲ့ငါရဲ့မိန်းမကြီးနဲ့တွေ့ပြီသူ့ရဲ့မာယာညှုပ်ကွင်းတဲ့ကိုတက်ဆင်းခဲ့ရတာပဲမိန်းမရတဲ့အချိန်ကစပြီငါဝါသနာပါတဲ့အင်းအိုင်ခါလက်အဲ့ဒီပညာရည်နဲ့တဖြည်းဖြည်းဝေပြီးစီးပွားရေးလုပ်ငန်းနဲ့ပဲနှိမ့်မြုပ်ခဲ့ရတယ်အခုဆိုရင်နင့်ကိုစီးပွားရေးအကြောင်းတွေပဲငါတင်ကြားနိုင်တော့တယ်ဟုတ်ဆိုတော့ကျင်းမုံကခေါင်းညိန်ပြီး ကျမလည်းကိုပိုင်စည်းဝါးရေးတစ်ခုတော့လုပ်ရှင်တာဘာလို့ရရင်ကောင်းမလဲဟုဆိုလိုက်တော့ကပ္ပရာကြီးကပြင်းမျိုးမှာငါလုပ်ရှင်တဲ့အလုပ်တစ်ခုတော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဆက်လိတ်ခုံထောင်ဖို့ပဲငါရဲ့မိန်းမကြီးကမိန်းကလေးတွေနဲ့ပတ်သက်မှဆိုးလို့တဲ့ငါ့ကိုဆက်လိတ်ခုံတော့ဆက်လိတ်ခုံထောင်ဖို့သဘောမတူဘူးဟုဆိုလိုက်သည်ကျင်းမုံကလက်မထောင်ပြီးဒါဆိုရင်ကျမဆက်လိတ်ခုံထောင်ခြင်းနဲ့ ကျမမှာစူးစောင်းထားတဲ့ငွေနည်းနည်းရှိပါတယ်ဟုဆိုလိုက်တော့ကပ္ပိယကြီးကဒါဆိုရင်နင်အစင်ပြေသွားပြီဘကူဆိုင်ကနိုင်းမှာငါမိမဘက်ကအမွေရထားတဲ့အိမ်တလုံးရှိတယ်အဲ့ဒီမှာဆက်လက်ကုန်ထောင်မဲဆိုရင်အစင်ပြေတယ်လောလောဆယ်ဆက်လက်ကုန်မှာလုပ်ငန်းကိုကျွမ်းကျင်အောင်တာယာဝတီကတန်းတန်းညွန့်ဆက်လက်ကုန်မှာအောက်ခြေသိမ်းဝင်လောက်ပါဟုဆိုလေသည်ကျင်းမုံဒီကပ္ပိယကြီးရဲ့ဇကားကိုနားထောင်ပြီး တာယာဝတီမျိုးကတန်တန်ညွန့်ဆက်လက်ခုံမှာဆက်လက်သမားအဖြစ်ဝင်ရောက်လုပ်ကင်ပြီးဆက်လက်ခုံလုပ်ငန်းကို လေ့လာခဲ့သည်ဒီအခါမှာဆက်လက်ခုံလုပ်ငန်းမှာစေရဆက်ကအတော်အရေးကြီးကြောင်းသိရသည်ကျင်းမုံသည်တန်တန်ညွန့်ဆက်လက်ခုံမှာရှောက်လာလောက်အသေးစိတ်လေ့လာပြီးတော့ဆက်လက်ခုံမှာထွက်ပြီးပြင်းမျိုးကိုပြန်ခဲ့လေသည်ပြီးကိုရောက်တော့ကပ္ပယာကြီးကသူ့ပိုင်ဆိုင်နဲ့အိမ်ရှိရာဘကိုးမျိုးဇိုင်းကနိုင်းမှာပဲဆက်လက်ခုံထောင်ဖို့အကြံပေးသည် ဆက်လိုက်ကုံရဲ့နာမည်ကိုတော့မရေးသေးဘူးကျင်းမုံအားဆက်လိုက်ကုံနာမည်ပေးဖို့ဘေးရင်ဆရာတွေစီမှာမေးမြန်းရကောင်းတော်တို့တွေ့ဝေနေခဲ့သည်ကပ္ပိယကြီးကကျင်းမုံ တွေ့ဝေနေတာကိုကြည့်ပြီးဘေးရင်ပညာကိုစော်ကားတာမဟုတ်ဘူးဒါပေမဲ့အလောက်ကောင်းရင်ကံကောင်းပါပဲဟုဆိုလိုက်တော့ကျင်းမုံကခေါင်းငိန်ပြီဟုတ်ပြီအလောက်ကောင်းရင်ကံကောင်းမယ်ဘေးရင်ဆရာစီမတော်တော့ဘူးဟုတွေးပြီး ခေါင်းထဲမှာလက်ခနဲ့ပေါ်လာတဲ့ရွှေတန်လျက်ဆိုတဲ့အမည်ကိုပေးဖို့ဆုံးဖြတ်လိုက်သည်ရွှေတန်လျက်ကိုပေးခြင်းအပြင်တစ္ဆဖောက်ကိုဝါးကိုလက်စားချေပြီးရွှေတန်လျက်ကိုရယူရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုပုံမခိုင်မာသွားအောင်ဖြစ်သည်ကျင်းမုံရဲ့ရွှေတန်လျက်ဆက်လက်ကိုရှိသမျှငွေတွေပုံဩပြီးကြော်ညာခဲ့သည်ပဲခူးမျိုးပေါ်မှာရွှေတန်လျက်ဆက်လက်ကြော်ညာတွေပလူပြန်ပလူပြန်အောင်မြင်နေတာတွေ့ရသည်ပလူပြန်အောင်မြင်တွေ့ရသည်ကျင်းမုံဟာ ကြော်ညာအတွက်သုံးဆွဲရတဲ့အတွက်သူ့မှာရှိသမျှငွေတွေကုန်လူနီးပါးဖြစ်သွားသည်ဒါပေမဲ့ရွှေတန်လျက်ဆက်လိုက်ခဲ့ရောင်းအားဟာထင်သလောက်တက်မလာတဲ့အတွက်စိတ်သက်ကြဆင်းလာခဲ့မိတယ်။ကျင်းမုံစိတ်သင်းရဲနေတာကိုဥဖြူသည်ကတွေ့တော့စိတ်မပြတ်ပါနဲ့ကျင်းမုံနေလို့တာတိတ်မှန်နေမအောင်မြင်သေးတဲ့အမှတ်တရစိတ်တစ်ခုဟာလူတီများဖို့ဆိုတာအမှန်ပဲလိုအပ်တယ်ဒါပေမဲ့နင်းရဲ့ နေ့ပစ္စည်းရဲ့အရေးအဆွေးကောင်းဖို့ကလည်းအထိကပဲလိုအပ်ချက်ပဲဟုဆိုလိုက်တော့ကြေးမုံကခေါင်းငိန်ပြီကျမတာယာဝတီကတန်တန်ညွန့်ဆက်လိုက်ကုန်မှာစိတ်ဆက်ပညာကိုတည်တည်ကြည်ကြလေ့လာခဲ့တယ်ဆက်လိုက်ဖက်ကိုလည်းအကောင်းဆုံးကိုပဲတုံးတယ်ပစ္စည်းရဲ့ရေသွေးကိုစိတ်ချရပါတယ်ဒါကြောင့်လေကိုယ့်ပစ္စည်းကိုယုံကြည်လို့ကြောညာကိုပုံအောတုံးတာပါကျမဆက်လိုက်ကောင်းတယ်လူများများတောက်ပြီးရင်ကြိုက်သွားမှာကြိုက်သွားမှာပဲလို့ပဲထင်ခဲ့တယ် ဒါပေမဲ့လူအများစီကိုရောက်တင်းသလားရောက်ခဲ့ပေမဲ့စစ်လိတ်ကအောင်မြင်တင်းသလားမအောင်မြင်ဘူးကပ္ပယာကြီးရဲ့ဒါကြောင့်ကျမစိတ်သက်ကြချင်မိပြီဟုဆိုလိုက်သည်ဥပြုသည်ကကောင်းချိန်ပြီးငါနားလဲပါတယ်ပစ္စည်းကောင်းကြောညာကောင်းရသားနဲ့မအောင်မြင်ဘူးဆိုတော့ကြံစီရခတ်ပြီးဘာလို့ရမှန်းလဲမသိဖြစ်နေပြီကျိုးစားရသားနဲ့ရားလက်ကောင်းမရရင်လူတွေဟာပို့ပြီးစိတ်သက်ကြတတ်တယ်ဒီအချိန်မှာလူတွေစိတ်သက်ကြပြီးလက်လျှော့တတ်တဲ့အချိန်မျိုး အလုံးအရေးကြီးတတ်တယ်စိတ်ကိုတင်းထားပါဘယ်တော့မှလက်မလျှော့နဲ့အောင်မြင်အောင်ဆက်လုပ်ရမယ်ဟုတ်ပြီလားဟုတ်ပြောလိုက်နေသည်ကျင်းမုံသည်ဦးဖြူသည်ရဲ့အားပေးစကားကြောင့်စိတ်ကိုအားတင်းပြီးစူးစမ်းပန်းစားဆက်လုပ်သည်တနေ့တော့ကျင်းမုံတို့မြို့ကိုရွှေမန်းအောင်ကြီးဆိုတဲ့ဇက်အဖွဲရောက်လာပြီဘကိုးမျိုးမှာဟင်းသာမောင်နှံပြဆက်ကမဲဆိုတော့ဘကိုးတမျိုးလုံးတဲတဲလို့ဖြစ်သွားကြတာပေါ့ဘကိုးမျိုးမှာဟင်းသာဖို့ဟင်းသာမနဲ့ပတ်သက်တဲ့ ပုံမြင်ဒဏ္ဍာရီရှိတို့ဟင်းသာမောင်နှံပြဆက်ကို တခဲနဲ့အားပေးဖို့ကြံစီကြသည်ကျင်းမုံသည်ရွှေရွှေမန်းအောင်ကြီးပြဆက်ကိုကိုးစားပြုပြီးသူ့ရဲ့ရွှေတန်လျက်စေပေါ်လေးကိုကြော်ညာဖို့ဆုံးဖြတ်လိုက်သည်ဒါကြောင့်ရွှေမန်းကြည်အောင် ပြဆက်ကိုဂုံပြူတဲ့အနေနဲ့ရွှေတန်လျက်စေပေါ်လေးကိုရွှေပတ်ပတ်ပြီးလိတ်စီခဲ့သည်ရွှေဘက်ဆဲလိတ်တွေပြစည်းသွားတော့ရွှေမန်းကြည်အောင်ပြဆက်တိုက်နေတဲ့အချိန်မှာကျင်းမုံကိုယ်တိုင်သွားပြီ ရွှေတန်လျက်ဆက်လက်တွေကိုမျှဝေပေးခဲ့လေသည်။ကျင်းမုံကံကောင်းကျင်တော်ဇမင်းသားရွှေမန်းအောင်ကြည်သည်ဆက်လက်ကိုခုံခုံမင်းမင်းတောက်သူဖြစ်ပြီးရွှေတန်လျက်ကိုမြေးဆန်းကြည့်ပြီးဟာကောင်းလိုက်တာပွဲကားတဲ့ရက်တွေတိုင်းကြော်ညာပေးပါမယ်ဟု ဆိုလိုက်လေသည်။ကျင်းမုံသည်ကျေးဇူးတင်လိုက်တာမင်းသားရဲ့ပွဲကားတဲ့အချိန်မှာရွှေတန်လျက်ဆက်လက်တွေပွဲခင်းထဲမှာကျဲပေးပါနော် ကျမလုံလုံလောက်တော့ဆက်လက်ပြီးပေးပါမယ်ဟုတောင်းပန်လိုက်တော့ရွှေမန်းကြည်အောင်ကလက်ခံလိုက်တယ်။ဒီလိုနဲ့ရွှေမန်းကြည်အောင်ကပွဲကားတဲ့ရက်တိုင်းရွှေတန်လျက်ဆက်လက်ကိုကြောင်ညာပေးုံသားမှာကပွဲကင်းထဲမှာဆက်လက်တွေဖြန့်ကျဲပေးတဲ့အတွက်မြို့သူမြို့သားတွေရွှေတန်လျက်ဆက်လက်ကိုမီးဆန်းခွင့်ရသွားတယ်။နောက်ပိုင်းတော့ရွှေတန်လျက်စေးပေါ်လက်ရဲ့ဂုံတရင်ကြော်ကြပြီးဆက်လက်တွေလက်မလဲအောင် ရောင်းလာခဲ့ရတယ်။ဆက်လက်သမားတွေကလည်းအများကြီးထက်ခေါ်ရတာပေါ့။လာအနေငယ်အတွင်းဘကိုးမြို့သား တာမကအနီးအနားမြို့တွေအထွေနာမည်ကုန်တင်ကျယ်ပြန့်သွားပြီးချွတ်တန်လျက်ဆက်လက်ကို အလူအရဲ့မှာယူကြလေသည်အိုးပြူတီကပြည်ကနေဘကိုးကိုလာရင်ကျင်းမုံရဲ့အောင်မြင်မှုကိုကြည့်ပြီးဒီအချိန်ကနေစပြီးချွတ်တန်လျက်ကရောင်းမလောက်အောင်အောင်မြင်လိုက်မယ်ကျိုးစားမှုရဲ့အသေးပွင့်ကိုနင်ခံစားရတော့မယ်ဟု ရှင်းပြလိုက်သည်။ဥပ္ပုတ္တိရဲ့စကားဟာတိတ်မှန်ကန်ပြီးလက်တွေ့ကြသည်။ချွေတန်လည်းရဲ့ဆက်လက်သည် ရောင်းမလောက်အောင်အောင်မြင်ခဲ့သည်ကျင်းမုံသည်ရွှေတန်လျက်အောင်မြင်လို့ဥပြုတိရဲ့ဇိုင်းကနိုင်းကအိမ်ကိုဝယ်ယူခဲ့သည်ကျင်းမုံသည် စီးပွားရေးလုပ်ငန်းလုပ်ကရင်ရန်သူတော်ကြီးကိုရန်သူတော်ကြီးကိုပွားကိုရှာဖွေပြီးလက်စားချေဖို့ရည်ရွယ်ချက်နဲ့နေစဉ်မပြတ်တိုင်းလေးကျင့်နေခဲ့သည်သူမသည်တိုင်းပညာရဲ့အတိုင်းအဆမဲ့ level တစ်ခုကို တွေ့မြင်ပြီးတဲ့အတွက်ပညာတိုးတက်မှုကိုမြန်ဆန်ခဲ့သည်ဟုတ်ကဲ့ပါခင်ဗျာ ဒီနေ့အပိုင်းအစီအစဉ်တက်ဆက်မှုကိုဒီမာနေခက်တခဏရနာဝင်ပြပါခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြတဲ့အားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ